တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါတရားပဲစီစက်တမလ30ရက်အင်္ဂါနေ့ကန်နော်ရီတိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သက်တရင်အစီအစဉ်မှာ ဖရိုဆိုကိုရောက်ရှိနေတဲ့စစ်ကောင်မရှိတဲ့ဘောလခဲမြို့ဘက်ကိုထိုးစစ်ဆေဖို့ပြင်ဆင်နေတဲ့တဲ့ဒီမော်ဆိုနောက်ဖက်ချန်တနေရကိုလက်နေကြီးကြားရောက်ခဲ့ပြီးနေအိမ်တချို့ထိမှန်ပျက်စီးခဲ့တဲ့ဖြစ်စဉ်မြို့နယ်သုံးခုမှာလုံခြုံရေးကိစ္စဆောင်ရွက်နေပြီးလူသူတွေအနေနဲ့လိုက်နာကြဖို့မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီကအသိပေးလိုက်တဲ့အကြောင်းနဲ့ဘလူးချောင်းရီမြင့်တက်လာတာကြောင့်တောင်သူတွေရဲ့ပြောင်းသီးနှံဆုံးရှုံးနေရတဲ့အခြေအနေတွေကိုကြည့်ရှုနာဆင်ကြပါမယ်ရှင်။ ရိုဆိုမြို့နယ်အမတ်၁၄တမ်းမြစ်စုလီရေးတင်တန်းကျောင်းကိုရောက်ရှိနေတဲ့စစ်ကောင်မရှိတပ်သားတွေဟာဗိုလ်ခဲမြို့နယ်ဘက်ကိုထိုးစစ်ဆက်ဆင်ဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့ဂရီနီမျိုးသားများကာကွယ်တပ် KDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်။လက်ရှိမှာ အမတ်၁၄တမ်းမြစ်စစ်လီရေးကျောင်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ခြေရွာတွေမှာစစ်ကောင်မရှိတပ်ရဲ့လှုပ်ရှားမှုတွေကိုမြင်တွေ့လာရပြီလို့လည်းသူကဆက်ပြောပါတယ်။စစ်ရေးလှုပ်ရှားမှုတွေကြောင့်အမတ်၁၄ကျောင်းနဲ့အနီးမှာရှိတဲ့ မခရိုရှေးဂျေးပါမှာလည်းနှစ်ဖက်ထိတွေ့တိုက်ပွဲမှုတွေရှိနေတာပါပရိုဆိုမျိုးဟာဘောလခဲမျိုးရဲ့30နှစ်မိုင်အကွာမှာရှိနေတာဖြစ်ပြီးဒီမျိုးနယ်တစ်ခုမှာစစ်ကော်မရှင်တပ်အချင်းဆိုင်စခန်းတွေတည်ရှိနေသေးပါဒီမော်ဆိုမျိုးနယ်ကနေထွက်လာတဲ့စစ်ကော်မရှင်တပ်ရဲ့ကားစီး90ကျော်ပါတဲ့ရေတန်းဟာပြီးခဲ့တဲ့စက်တဘာလ18ရက်နေ့မှာပရိုဆိုမျိုးနယ်ကိုရောက်ရှိခဲ့တာဖြစ်ပြီးအခုလိုလှုပ်ရှားမှုတွေရှိလာတာဖြစ်ပါတယ်လက်ရှိမှာတော့ပရိုဆိုမျိုးနယ်တွင်းကဒေသခံတွေဟာ ဘေးလွရာကိုသိမ်းရှောင်နေကြပြီဖြစ်ပြီးစစ်ရေးတရရှိကြဖို့ကိုလည်းခရီနီမျိုးသားများကာကွယ်တပ် KDF ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်ဒီဘောဆုံမြို့နယ်နောက်ဖက်ချမ်းတနေရာကိုမနေ့ကစက်တဘာလ29ရက်မနေ့ဆန်နိုင်ဝီချင်းမှာစစ်ကော်မရှင်ကတိုက်ခတ်တဲ့လက်နေကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဒေသခံတွေရဲ့နေအချို့ထိမှန်ပျက်စီးခဲ့ပါတယ်။ဒီဘောဆုံနောက်ဖက်ချမ်းကကြေးရွာနှစ်ခုမှာလက်နေကြီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ ဒီမော်ဆိုမြို့ပေါ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်တွေ့တိုက်ပွဲနှစ်စီရက်ဆက်ဖြစ်ပွားနေတာပါစစ်ကော်မရှင်တပ်ကဒီမော်ဆိုမြို့နယ်အတွင်းကလူထုရှိတဲ့နေရာတွေကိုလက်နက်ကြီးမကြာခဏပစ်ခတ်နေတဲ့အတွက်ဒေသခံတွေနဲ့ဆွရှောင်းလူထုတွေဟာစိုးရိမ်ပူပန်မှုရှိနေကြပါတယ်စကောင်ရှင်ချပမဲ့ရွေးကောက်ပွဲနှီးလာတာနဲ့မြမတမာသူတွေဝေရောက်လာမှုကိုတားဆီးနိုင်တဲ့အနေနဲ့လှုပ်ချုံရေးကိစ္စတွေကိုဆောင်ရွက်နေပါတယ်။ အရေးပေါ်ကိစ္စမှာပါသတ်မှတ်ထားတဲ့ည9နိုင်ကနေမနေ့6နိုင်အတွင်းဖြတ်တန်းသွာလာမှုတွေမပြုလုပ်ဖို့စက်တမလ26ရက်နေ့မှာမြို့နယ်၃မြို့နယ်မှာဘူပါအုပ်ချုပ်ရေးကော်မတီတွေဘူးတွေထုတ်ပြန်လိုက်တာပါနမခုံလွိုင်းနာဖန်နဲ့ဒီပေါင်းခုစတဲ့မြို့နယ်ဘူပါအုပ်ချုပ်ရေးကော်မတီကနေပြီးပြီးခဲ့တဲ့စက်တမလ9ရက်နေ့က green bee ဒေါ်လာရေးတက်ပေါင်းစုတာဝန်ရှိသူတွေနဲ့တွဲဆောင်ဆွေးနွေးပြီးတဲ့နောက်အခုလိုအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ် မဖြစ်မနေသွားလာဖို့လိုအပ်မယ်ဆိုရင်သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့စစ်ဆေးမေးမြန်းမှုတွေကိုကြည်ဖြူစွာလက်ခံကြဖို့အုပ်ချုပ်ရေးကော်မတီကအသိပေးထားတာပါအများပြည်သူလုံခြုံရေးအတွက် အခုလိုထုတ်ပြန်ရတာဖြစ်ပြီးလူထုတွေအနေနဲ့လိုက်နာဆောင်ရွက်ကြဖို့ကိုလည်းပြောဆိုထားပါတယ်ရှင်။လွိုင်ကုံမြို့နယ်လော်ပီတာခြေရွာအုပ်စုတွင်တောင်သူတွေဟာအခု ပြောင်းရိပ်သိမ်းရာဒီမှာဘလူးချောင်းရေကြီးလာတဲ့အတွက် ရေထဲမှာပဲပြောင်းတွေကိုချိုးယူရိတ်သိမ်းနေကြရပါတယ်။ပြောင်းဘူးတွေအသီးစားထွက်ချိန်ကလေးကရေစက်တွေနှိမ့်မြုပ်ခဲ့တာဖြစ်ပြီးဘလူးချောင်းဘေးကစိုက်ခင်းတွေဟာပျက်စီးဆုံးရှုံးမှုပုံများနေပါတယ်။တချို့ပြောင်းတွေဟာရေနှိမ့်မြုပ်တာကြာလို့အချိန်မတန်သေးပဲချိုးလိုက်ရတာတွေကြောင့်ပြောင်းဆန်သေးပြီးအလေးချိန်မပြတ်တာတွေရှိနေသလိုဈေးနှိမ့်ခံရတာတွေလည်းရှိနေတာပါ။ဒေါ်တခြားရွာကနေလော်ပီတာလော်ဒလီအထိဘလူးချောင်းဘေးတစ်လျှောက်လုံးက ပြောင်းခင်းတွေဟာနှိမ့်မြုပ်နေတာဖြစ်ပါတယ်။နှိမ့်မြုပ်သွားတဲ့ဧကအတိအကျကိုတော့မသိရသေးပေမဲ့မိုက်ကန်းကျေးရွာတရွာတဲကိုဧကပေါင်း60ဝန်းကျင် ရှိနိုင်တယ်လို့တောင်သူတွေကခန့်မှန်းပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာလည်းရေနှိမ့်မြုပ်တာတွေကြုံတွေ့ခဲ့ရပေမဲ့အခုနှစ်ကရေတက်စောတာကြောင့်ပျက်စီးဆုံးရှုံးမှုတွေပိုများတယ်လို့ဒေတာခန့်တွေကပြောပါရရှင်။ ကနရိုထိုင်းသတင်းဌာနရဲ့ညနေခင်းရုံတန်သတင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ဖြူသူဖြူသားအားလုံးစုပေးပါဝင်တဘွားဖေးအမျိုးမျိုးနဲ့ခင်းဝင်ကြပါစေရှင်။ကျမမော်လေးများပါ။